်အင်္ဂလာပါရှင်ကစ်သက်နယူမီဒီယာကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမဆုံးဝိုင်းရံပိတ်ဆို့ခံထားရသောနေရီကန်တောင်လေးချောင်းရံကာကွယ်ရေးဖြူဟာကိုဒုတိယအကြိမ်မြောက်လေးချောင်းကနေလက်နက်ခဲယံနဲ့ရိတ်ခါထပ်မံချပေးဆိုတဲ့အကြောင်းကိုတင်ဆက်ပါမယ် ငဖဲမျိုးနဲ့ပဒန်းမျိုးအပိုင်းအမ်ဘရန်ရှိုးမတောင်ပေါ်လန်ရှိနိုင်ရီကန်လေးချောင်းရဲ့ဖြူဟောက်ကုန်းကိုလေးချောင်းမတဆင့်ဒုတိယအကြိမ်မြောက်အောက်တိုဘာ12ရက်တွင်လက်နက်ခဲရံနဲ့ရိတ်ခါများကိုလေဒီများဖြင့်ချပေးခဲ့သည်ဟုတင်ရရှိပါရ၎င်းပြင်လေဒီများဖြင့်လက်နက်ခဲရံနဲ့ရိတ်ခါတုံများမချပေးမိအချိန်တွင်၎င်းချပေးပြီးနောက်ပိုင်းတွင်၎င်းလေရင်အမျိုးအစား၃မျိုးဖြင့်ဘုံများအချိန်ချင်းချဲချတိုက်ခိုက်ခဲ့သည်ဟုသိရပါရသည် ဒေတာရီစီရီတရင်ချင်းမြစ်တို့ကမနေ့ကနေ့လယ်12နာရီကျော်မှလေရင်ပေါ်ကလေဒီနဲ့ထုတ်တွေလာချတဲ့ပစ္စည်းတွေမချခင်ဂျန်နယ်ဝိုင်းတွဲတို့နဲ့အနီးနားတွေကိုပုံချတဲ့ခဏနေတော့ပစ္စည်းချတဲ့ဒီတချိန်တော့အကုန်သူတို့စီကိုရောက်ပါတဲ့အထုတ်ကိုထုတ်လောက်ချပေးတာကိုမြင်ရပါတယ်ဟုပြောပါတယ်နေရီကန်တောင်တွင်ရှိနေသော နောက်ဆုံးပြူဟာဂုံကိုလက်နက်ခဲရနှင့်စားနေရိတ်ခါမပြက်လက်စေရန်လေးချောင်းမှလက်နက်ခဲရနှင့်ရိတ်ခါလာပို့နေတာနှစ်ကြိမ်မြောက်ရှိသည်ဟုသိရပါသည် နေရင်ကတော့နေရောညပါနေရီကန်ပေါ်မှာပြန်နေတယ်လို့ပြောလို့ရပါတယ်တစည်းပြန်သွားရင်မကြဘူးနောက်တစည်းရောက်နေပြီနေရီကန်ကလေးချောင်းရဲ့ကာကွယ်ရေးဗျူဟာစကန်ဆိုတော့အစင်းမြင့်ရေဒါစနစ်တွေအကုန်တက်ဆင်ထားပြီးစည်ရင်အရာရေးကြီးတဲ့ပစ္စည်းတွေအများကြီးရှိတယ်လို့ကြားရတယ်ဒါကြောင့်သူတို့အကြီးကျယ်လေးချောင်းကနေခုခံနေတဲ့သဘောပါဟုပြောပါတယ် လက်ရှိနေရီကန်လေးချောင်းရံကာကွယ်ရေးပြူဟာတွင်ပြူဟာမှုတဦးကွက်ခဲနေပြီးစစ်တီအင်အား600ခန့်ရှိနိုင်သည်ဟုခန့်မှန်းထားကြောင်း၎င်းကပြောတော်လဲဂိန်းကနေအရေးအတွက်ကိုတရင်ဌာနအနေဖြင့်တိကျအတည်ပြုနိုင်ခြင်းမရှိပါ တို့တို့အင်းအားများပြပြည့်တင်းထားတော်လဲနေရီကန်လေးချောင်းရဲ့ကာကွယ်စကန်ဤကာကင်းစကန်များနဲ့ထောက်ဖို့စကန်များကိုအရခတက်တော်နဲ့ပူပေါင်းမဟာမိတ်တပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုင်းမှုများရှိနေသဖြင့်စစ်သားအင်းအားများလည်းပြုံးတိမှုရှိနေသည်ဟုသိရပါသည်နေရီကန်လေးချောင်းရဲ့ကာကွယ်ရေးပြူဟာပင်မစကန်ကိုလေတော်လန်ရေးတပ်ဖွဲ့များကဝိုင်းရံပိတ်ဆို့ထားသဖြင့်ရိတ်ခါများပြက်လက်နေပြီးစစ်သားများထွက်ပြေးမှုများလည်းများပြားနေသည်ဟု၎င်းကပြောပါရယ် အာရခတက်တော်နဲ့ပူပေါင်းတော်လိုင်းရေးတက်များကဖြတ်တဝိုင်းထားမှုကိုခံနေရပြီးကပါဆဆလီစုံကုန်အမြောက်တဲ့ဇင်ပြောရွာတို့ကလည်းစစ်တပ်စစ်ကြောင်းတွေရိတ်ခါပို့ဖို့အတွက်တော်လိုင်းရေးတက်တွေထိန်းချုပ်ရာနေရာကိုကြော့ဖြတ်မရောက်နိုင်ရန်အခုလိုလေးချောင်းကနေရိတ်ခါတွေပို့ဆောင်နေရတဲ့ရိတ်ခါပြတ်တော်စစ်မှုရန်တပ်သားတွေလက်နက်မဲ့ထွက်ပြေးလာတော့တော်တော်များတယ်လို့ကြားရပါတယ်ဟုပြောပါတယ် အေးအေးဥဆောင်သောတော်လန်ရေးတက်များကအကျန်းဖက်စစ်တဲ၏နေရီကန်လေးချောင်းရံကာကွယ်ရေးပြူဟာကိုဝိုင်းရံပိတ်ဆို့ထားသဖြင့်မြမအကျန်းဖက်လေးတက်သည်နေရီကန်ပဝင်းချင်းဆက်စီနောင်ရွာဂုတ်ကြီးမြေလက်စွန့်တက်လင်းတဲနှင့်ကံမြင့်ကံဘတ်တို့ကိုလေးချောင်းမှနေ၍ Jet Fighter ဝိုင်းတွဲဝိုင်း8တို့ဖြင့်နေစဉ်ဘုံကျဲတိုက်ခိုက်နေသည်ဟုမြေပြင်တရင်ရှင်းမြစ်ကပြောပါသည် ၎င်းပြင်လက်နက်ကြီး drone တို့ဖြင့်နေရီကန်တောင်မော်ကပြစ်နေသလိုဇင်ပြောရွာလက်နက်ကြီးစခန်းကနေလည်းနေရောညပါအရခတ်တက်တော်ထိန်းချုပ်ထားတဲ့နေရာများသို့ပြစ်ခတ်နေကြောင်းပြောဆိုကြောင်းသိရပါဗျ။ဆက်လက်တင်ဆက်ပေးမယ့်တရင်ကောင်တော့ ဆေးအနာသိမှုနဲ့ပြည်သူလူထုကိုတက်ဖြတ်နေခြင်းကြောင့်တနိုင်ငံလုံးအဖြစ်ခဲ့ရစေ NCA စာချုပ်ရက်ဆိုင်ပြီးစက်ကူစုပ်တစ်ခုဖြစ်ရောက်ရှိဟု KNU CNF PNL ABSDF NSP နဲ့ NDU တော်လှန်ရေးတပ်များကကြေညာတဲ့သတင်းကိုတင်ဆက်ပါမယ်။ မြန်မာနိုင်ငံတွင်ဆေးအာဏာသိမ်းထားခြင်းနှင့်စစ်တပ်ကပြည်သူလူထုကိုတပ်ဖြတ်နေခြင်းကြောင့်တနိုင်ငံလုံးအပြစ်ခက်ရစေရေး NCA စာချုပ်မှရပ်ဆိုင်သွားပြီးစက်ကူစုပ်တစ်ခုဖြစ်ရောက်ရှိသွားပြီးဖြစ်ကြောင်းကရင်အမျိုးသားစီယုံ KNU ချင်းမျိုးသားတပ်ဦး CNF PNL, ABSDF, NSP နဲ့ NDU တော်လှန်ရေးတပ်များကယနေ့စုပေါင်းထုတ်ပြန်ကြေညာပါတယ်။ တိုင်းရင်းသားနှင့်တွန်လိုင်းရေးတပ်ဖွဲ့၆ခု၏ယနေ့ထုတ်ပြန်ကြေညာသောကြေညာချက်တွင်အချက်၆ချက်ပါဝင်ပြီးအဓိကအားဖြင့် NCA စာချုပ်လုပ်ငန်းစဉ်များရပ်ဆိုင်းသွားပြီးစစ်တပ်ကပြုလုပ်မည့် NCA စနစ်ပြည့်အခမ်းအနားသို့ ASEAN ကုလသမဂ္ဂနှင့်နိုင်ငံတကာတန်တမန်များတက်ရောက်ခြင်းမပြုရန်တိုက်တွန်းထားပါသည်မြန်မာနိုင်ငံ၏ပြည်ထနာကိုနိုင်ငံ၏နိလန်းဖြင့်ဖြည့်ရှင်းနိုင်ရန်ရည်ရွယ်သော KNU CNF ABSDF နှင့် PNL တို့ကအခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၄ခုနှင့်အတူ တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစည်သဘောတူစာချုပ် NCA ကို2015ခုနှစ်အောက်တိုဘာ15ရက်နေ့တွင်လက်မှတ်ရေးထိုးခဲ့ပြီး NNSB နဲ့ NDU တို့က2018ခုနှစ်ဖေဖော်ဝါရီ23ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ကြောင်း NCA လုပ်ငန်းစဉ်အကောင့်ထယ်ဖို့စဉ်ကာလတွင်မြန်မာစစ်တပ်ကလုပ်ငန်းစဉ်အားလွှမ်းမိုးထိန်းချုပ်ခြင်း၎င်းတို့၏စစ်တပ်ကြီးဆိုရေးမူဝါဒများဖြင့်တစ်ဖက်သက်ပိတ်ဆို့ပြီး NCA သဘောတူညီချက်များကိုအကောင့်ထယ်မဖော်နိုင်ရန်တားဆီးခြင်းများပြုလုပ်ခဲ့သလိုစာချုပ်ပါသဘောတူညီ ီချက်များအချင်းချင်းချိုးဖောက်ခြင်းများရှိခဲ့တော်လဲငြိမ်းချမ်းရေးနဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရန်ရည်မှန်းချက်ဖြင့်စိတ်ရှည်တည်ခဲနီလန်းရှာဖွေကဒီဇိုင်းမဲ့မဲ့စူးစမ်းခဲ့မှုကြောင့်သဘောတူညီချက်အချို့ရရှိအောင်ချိုးပန်းဆောင်ရွက်နိုင်ခဲ့ကြောင်းကြေညာထားပါတယ်သို့သော2020ခုနှစ်ဖေဖော်ဝါရီလဆေယနာသိမ့်မှုတွင် NCSA ကျောင်း၏အနှစ်သာရအခြေခံမူများနှင့်ချိန်မှန်းချက်များကိုပြောင်ပြောင်တင်းတင်းဖြည့်ဆည်းလိုက်ပြီးဖြစ်ပြီး NCA အကောင့်ထယ်ဖို့မှုလုပ်ငန်းစဉ်လည်းရပ်ဆိုင်းသွားကောဆက်ကူစုံတစ်ခုအဖြစ်ကိုရောက်ရှိသွားစေကြောင်း NCSA ကျောင်းပေါ်ကျင့်ဝတ်ဆောင်ထင်းခြင်းမရှိဘဲအချိန်ချင်းချိုးဖောက်ခဲ့သောစေုပ်စုက ပြည်သူလူထုကိုအင်အားတုံးကပုံစံမျိုးမျိုးဖြင့်ဖန်စီနှိပ်ဆက်တပ်ဖြတ်လာခဲ့သေးသောမကလေကြောင်းတိုက်ခိုက်မှုများအပါအဝင် ပြည်သူလူထုကိုအကြမ်းဖက်တပ်ဖြတ်မှုများနိုင်စဉ်ကျွလွန်လျက်ရှိစဉ်တွင်ပင် NCA စနစ်ပြည့်နှစ် က်လေပြုလုပ်ရန်ပြင်ဆင်နေသည်ဟုတိုင်းသာလက်နက်ကိုင်နှင့်တော်လိုင်းရေးတပ်ဖွဲ့များ၏စုပေါင်းထုတ်ပြန်ချက်တွင်ရေးသားထားပါသည် စေယုစု၏ NCA အမိခံပြီးပြုလုပ်သည့်ဟန်ပြလုပ်ငန်းစဉ်များနှင့်စေယုစုမှ၎င်းတို့ကိုယ်တိုင်ချိုးဖောက်ခဲ့၍ပြက်ပြဲသွားပြီဖြစ်သော2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှကျင်းပရန်ပြင်ဆင်နေသည့်အတုရောင်ရွေးကောက်ပွဲတို့တွင်ဆက်အာနာရှင်များကနိုင်ငံကိုတသက်လုံးထိန်းချုပ်နိုင်ရေးတရားဝင်မှုရှိရန်ကြိုးပမ်းခြင်းသာဖြစ်ကြောင်းနိုင်ငံ၏အချက်အဲနှင့်ပြည်သူလူထု၏ဆင်းရဲဒုက္ခများကိုဖြေရှင်းနိုင်မည်မဟုတ်ပေပြည်ပခများသာပို၍ရှေးလျားစေမည်ဖြစ်ကြောင်းထောက်ပြထားပါသည် တီတူလူလူကိုနေစဉ်ပုံကျဲတက်ဖြက်လူငယ်များကိုအတမစစ်မှုထမ်းစေခိုင်းခြင်းများပြုလုပ်နေသည့်စေယုတ်စု၏ဟန်ပြလူငယ်စင်များတွင်ပါဝင်ခြင်းသည်မြန်မာနိုင်ငံ၏ဒေတာရင်းမတည်ငြိမ်မှုကိုဖန်တီးနေသည့်စေယုတ်စုကိုထောက်ခံရကြသည့်အတွက် NCA လက်မှတ်ရေးထိုးခြင်း၁၀နှစ်ပြည့်မြောက်ခန်းနာသို့မတက်ရောက်ခြင်းဖြင့်ပြည်သူလူထုနှင့်အတူရပ်တည်ကြောင်းပြသရန် UN ASEAN နဲ့နိုင်ငံတကာတန်တမန်များကို NCA ကိုလက်မှတ်ကိုယ်တိုင်ရေးထိုးခဲ့တဲ့တိုင်းသားဒေါ်လာရေးတက်များကတိုက်တွန်းထားပါတယ်။ တိုင်းဒေါ်ဒေါ်လာရေးတက်များအနေဖြင့်ရေရှည်တည်တံ့ခိုင်မြဲသည့်ငင်းချမ်းရေးဖြစ်ပေါ်စေရေးလမ်းစာဖြစ်သည့်စစ်တပ်ကနိုင်ငံရေးတွင်ပါဝင်မှုမရှိစေရန်ပြည်ပခအတွင် မတရားကျူးလွန်ခံရသူများအတွက်တရားမျှတမှုရှိစေရန် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံခြေကံဥပဒေသေးရေးဆွဲနိုင်ရန်အတွက်တော်လန်တိုက်ပွဲဝင်နေကြတဲ့တော်လန်ရေးအဖွဲ့အစည်းများနဲ့အတူဆက်အာနာရှင်စနစ်ချုပ်ငြိမ်းပြီးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ထူထောင်နိုင်သည့်အထိတန်ိတ်ထန်ချဒီဇိုင်းမမတ်တိုက်ပွဲဝင်နေမည်ဖြစ်ကြောင်းကြေညာထားပါသည်ဆက်လက်ပြီးဘိုကလေးမျိုးနဲ့ တကံဝကျေးရွာအုပ်ချုပ်ရေးမှူးလင်းနိုင်ကစစ်မှုတန်းချေဦးဆိုကလစဉ်ငွေကောက်ခံမှုမှရရှိသော3900နီးပါးကိုအလွဲသုံးစားလုံးမှုတိုင်ကြားစာပေးဖို့တော်လဲအရေးမယူသည့်ပြင်ငွေကောက်ခံမှုပိုဆိုးလာတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ EAR တိုင်းဘူကလေးမျိုးနဲ့ တကံဝဂျေးရွာအုပ်ချုပ်ရေးမူလင်းနိုင်ကစစ်မှုတန်းကျေးဥဆိုကလစဉ်ငွေကောက်ခံမှုမှရရှိတဲ့3900နီးပါးကိုအလွဲသုံးစားလုံးမှုတိုင်ကြားစာပေးဖို့တော်လဲအရေးမယူသည့်ပြေငွေကောက်ခံမှုပိုးဆိုးလာကြောင်းဒေသပြည်သူများကပြောဆိုပါရယ်ဘိုးကလေးမျိုးနယ်တကံဝဂျေးရွာအုပ်စုအုပ်ချုပ်ရေးမူလင်းနိုင်က2024ခုနှစ်မေလမှစတင်၍စစ်မှုတန်းကျေးဥဆိုကဂျေးရွာပြည်သူများထံမှလစဉ်ငွေကြေးများအတင်းကျပ်ကောက်ခံခဲ့ကြောင်းစတင်ကောက်ခံချိန်ကအဆိုပါစစ်မှုတန်းကျေးမှာစစ်မှုရန်ဖြစ်သွား ောင်းမီလူငယ်များကိုနှစ်နာချင်းနဲ့ထောက်ပံ့ခြင်းဖြင့်ပေးရန်ဖြစ်ပြီး လောက်စင်လာတိုင်းကောက်ခံခဲ့ကြောင်းထို့တို့လောက်စင်ငွေကြေးများကောက်ခံရရှိတဲ့ငွေကြေးပမာဏမှာငွေကျပ်သိန်း900နီးပါးရရှိလာကြောင်းတို့ရတွင်အဆိုပါငွေကြေးများကိုစစ်မှုရန်ဖြင့်ဆင်းလုခံရသောလူငယ်များနှင့်မိသားစုများကိုလုံးဝပေးရခြင်းမရှိဘဲအုပ်ချုပ်ရေးမှုနှင့်အဖွဲ့ကသက်ဆိုင်ရာမြို့နယ်အဖွဲ့များထံသို့လက်ငွေပေးကာတုံးဆွဲပျော်ပါလျက်ရှိကြောင်းရင်းကိစ္စအတွက်စစ်မှုထမ်းရသည့်လူငယ်များနှင့်မိသားစုများကမကျေနပ်၍နေပြည်တော်သို့တိုင်ကြားတော်လဲမြစ်တိအေးအေးယူမှုမှမရှိကြောင်းသိရှိရပါသည်